စကိုင်းနိုင်ကမလူမျိုးနဲ့ရွှေဘုံမြကျင်းနာကလန်ပေးမှာရှိတဲ့ပေကျင်းနဲ့ငပြောတိုင်းရွာမှာအထိုင်ကျတဆဲထားတဲ့အစိုးဆုနဲ့ပြူစော်တီပူပေါင်းဖွဲ့ဟာအနေဝင်းကျန်ကကြေးရတို့ကိုဝင်ရောက်ဆင်းနေပြီးအပိုးတန်ပစ္စည်းတွေကိုလူရဲယူဆောင်သွားကြတယ်လို့ဒေသခံသတင်းမြစ်တချို့ကပြောပါရယ်ကမလူမျိုးနဲ့အတွင်းနှစ်လာနီးပါးကြာစကြောင်းထုံးမှုမရှိပဲငြိမ်သက်နေတဲ့အစိုးဆုနဲ့ပြူစော်တီပူပေါင်းဖွဲ့ဟာခုံဦးသာရွာအနေဝင်းကျန်ကြေးရတွေကိုအေပီလာ25ရက်ကစပြီးဆင်းနေဝင်ရောက်လူရဲတာဖြစ်ပါရယ် ဒါအပြင်အေဗီလာ29ရက်မှာလည်းခုံဦးသာရွာကွက်တကနေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေလည်းရှိပြီးအရင်အကြိမ်တွေဝင်ရောက်စီးနှင်းစဉ်ကလည်းဇက်တိုက်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ခုံဦးသာရွာဟာဆောဆုနဲ့ပြူစောတီပူပေါင်းအဖွဲ့တွေအထိုင်ချထားတဲ့ငှက်ပြောတိုင်းနဲ့ပေကြီးရွာကြားမှာတည်ရှိတဲ့ရွာဖြစ်ပါတယ်။အခုနဲ့အစောပိုင်းကစပြီးရွှေဘုံမြကြီးနားကားလမ်းပေါ်မှာရှိတဲ့ပေကြီးနဲ့ငှက်ပြောတိုင်းရွာတွေမှာဆောဆုနဲ့ပြူစောတီပူပေါင်းအဖွဲ့တွေကအထိုင်ချတဆွဲထားတာဖြစ်ပါတယ်။